ဖုန်းရဲ့ဘေးခလုတ်တွေကိုနှိပ်เสียမလို့ပဲနဲ့ပါဝါအဖွဲပိတ်လုပ်လို့ရတဲ့နည်းကိုပြပြပေးပါမယ်။အဲ့တော့ကျွန်တော်ဖုန်းရဲ့စတီတဲကို ဝင်လိုက်ပါမယ်။ဒီနည်းလမ်းကိုလှုပ်ထားခြင်းအားဖြင့်ကျွန်တော်တို့ဖုန်းခလုတ်တွေတက်တာဒီမှာအမှန်ပါပဲ။အဲ့တော့ကျွန်တော်တို့ဒီစတီရဲကိုရောက်လာပြီဆိုလို့ရှိရင်ဒီဆက်လေးမှာကျုပ်တွေကဒီ DOU ပြီးလို့ရှိရင် DOU လို့ရိုင်းထည့်လိုက်တာ ਨੇ ကျွန်တော်တို့မှာ devil touch to law ဆိုတာမြင်တွေ့ရပြီဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါအဲ့ဒါလေးကိုတစ်ချက်နှိပ်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအပေါ်နားလေးနည်းနည်းလေးဆွဲတင်လိုက်ပါအပေါ်နားနည်းနည်းဆွဲတင်ပြီးပါပြီဆိုလို့ရှိရင် devil touch to law ဆိုတာလေးရှိပါတယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါကကြတော့မှန်မြင်ကိုလက်ကလေးနှစ်ချက် ထောက်လိုက်တာ ਨੇ ကျွန်တော်တို့ဖုန်းက လော့ပိတ်သွားမှာဖြစ်ပါတယ်လော့ကျသွားပါလိမ့်မယ်ပါဝါပိတ်သွားမယ်ပေါ့နော်အဲ့တော့အပေါ်လေးကိုနည်းနည်းလေးဆွဲတင်လိုက်တဲ့အခါမှာကျွန်တော်တို့ဒေါ်ဝဲတက်တူထွန်းအောင်စက်ခွင်ပေါ့နော်ထွန်းအောင်စက်ခွင်ဆိုတာရှိတယ်ခုနကထွန်းအောင်စက်ခွင်နော်ဒီကကျတော့ထွန်းအောင်စက်ခွင်အဲ့တော့ဒီစတိလေးနှစ်ခုကိုကျွန်တော်တို့ဖွင့်ပေးထားခြင်းအဖြစ်ကျွန်တော်တို့ရဲ့ဖုံးခလုတ်လေးတွေတက်တာဒီမှာဖြစ်ပါတယ်ဒါကြောင့်အတုံးပြူကြည့်ပါခင်ဗျာ တော့ဒါဆိုလို့ရှင်လေကျွန်တော်တို့တွေပြန်ပြီးတော့ထွက်လိုက်မယ်ထွက်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်ဒီမှာနှစ်ချက်တောက်လိုက်တာနဲ့ပြန်ပြီးတော့ပိတ်သွားမယ်နှစ်ချက်တောက်လိုက်တာနဲ့ကျွန်တော်တို့အခုလိုမျိုးလေးပွင့်လာမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်